နေ့ကကြောကြီးကိုကောင်မလေးတယောက်နဲ့တွေ့လိုက်တယ်အဲ့ကောင်မလေးကသပင်းအရှိလေးနဲ့အဲ့ဒါကိုကျွန်တော်တို့မနေ့ကကြောကြီးဘေးမှာတွေ့လိုက်တဲ့ကောင်မလေးကသပင်းအရှိလေးနဲ့ဆိုပြီးတော့ဒီလိုစာချော့အောင်အင်္ဂလိပ်စာမောဘယ်လိုရေးမလဲဘယ်လိုပြောကြမလဲဟာဒီနေ့ကတော့ကျွန်တော်တို့ unit 101ကိုလေ့လာမှာဖြစ်ပြီးတော့ခေါင်းစဉ်ကတော့ a person who a thing that wish ဆိုတဲ့အရာ relative clause လို့ခေါ်တဲ့အရာကိုလေ့လာမှာဖြစ်ပါတယ်။သူအဲ့တော့ relative clause ဆိုတာဘာလဲဆိုတော့ရှင်ကျွန်တော်တို့က noun တစ်ခုရှိရပေါ့နော် noun တစ်ခုရှိမယ်ဒါမျိုး subject တစ်ခုရှိမယ်။အဲ့ဒီကောင်ကိုကျွန်တော်တို့ကထပ်ပြီးတော့မသုံးကျင်တာမျိုးကြီးနှစ်ခါထပ်ပြီးတော့မပြောကျင်လို့ရှင်ကျွန်တော်တို့က who ဒါမှမဟုတ်လို့ရှင် that နဲ့ဆက်တာမျိုးလူဆိုလို့ရှင်ညာတော့ who who နဲ့ဆက်တယ်ထိုသူကဆိုတဲ့အဓိပ္ပာယ်ပေါ့လေသူကဥပမာဖြင့်ကျွန်တော်မနေ့က လူကြီးတစ်ယောက်နဲ့တွေ့ခဲ့တယ်။သူကကျောင်းဆရာဖြစ်အလုပ်လုပ်ခဲ့တယ်။ဆိုလို့ရှိရင် I met a man yesterday. Okay, I met a man yesterday. ဒီဟာတော့မနေ့ကတွေ့ခဲ့ဆိုရယ် past tense ရိုးရှင်းလေးပေါ့နော်။ပြီးတော့လို့ရှိရင်သူကကျောင်းဆရာဖြစ်အလုပ်လုပ်ခဲ့တယ်ဆိုလို့ရှိရင် he worked as a teacher. သူကကျောင်းဆရာဖြစ်နေအလုပ်လုပ်ခဲ့တယ်။ စာကြောင်းနှစ်ကြောင်းအောင်မှကျွန်တော်တို့ကတကြောင်းနဲ့ပေါင်းပြီးတော့ဆက်လိုက်မယ်ဆိုလို့ရှိရင် I met a man yesterday လူတယောက်ကိုမနေ့ကတွေ့ခဲ့တယ်။အဲ့လူကတော့ထိုသူကတော့လို့ပြောမယ်ဆိုရင်အဲ့မှာကျွန်တော်တို့ကဆက်တဲ့အရာကိုဟူးနဲ့ဆက်လိုက်မယ်။ I met a man yesterday who walked as a teacher ဆိုပြီးတော့ဆက်တဲ့ who ကိုကျွန်တော်တို့က relative clause လို့ခေါ်ပါတယ်။ Okay အဲ့ဆိုရင် example လေးတွေကြည့်ကြည့်အောင်ဒီမှာ A မှာဆိုလို့ရှိရင် I can speak 6 languages ျမကဘာသာစကား6မျိုးပြောနိုင်တယ်တဲ့ဒါဆိုလို့ရှိရင်ဒီကောင်မလေးကဘာသာစကား6မျိုးပြောနိုင်တယ်အဲ့တော့ဒီမှာ example မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလူနေရနေပြီးပြန်ပြီးပြောမှာပါเนาะ I met a woman ကျွန်တော်ကအမျိုးသမီးတစ်ယောက်ကိုတွေ့ခဲ့တယ် She can speak six languages သူမကဘာသာစကား6မျိုးပြောနိုင်တယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ she ဆိုတဲ့အရာကဒီ a woman ကိုပြန်ညွှန်းတာပေါ့เนาะအဲ့ဒီမှာကျွန်တော်တို့က she ကိုမသုံးတော့ဘဲနဲ့ ဟူးကိုတော့မလူဖြစ်တဲ့အတွက်ကြောင့်မလို့ဟူးကိုတော့မထိုသူသည်ဆိုတဲ့အရာမျိုးပြောတာကြည့်လိုက်မယ်ဆိုလို့ရှင်တော့ I'm a woman who can speak six languages I'm a woman ကျွန်တော်ကအမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့တယ် who ထိုအမျိုးသမီးသည် can speak ပြောနိုင်သည် six languages ဘာသာစကား6မျိုးကိုပြောနိုင်သည် Okay နောက်တစ်ခုကြည့်လိုက်မယ်ဆိုရင်တော့ Jack was wearing a hat. Jack ကတော့အုတ်ထုပ်တစ်လုံးကိုဝတ်ဆင်ထားနေခဲ့တယ် it was too big for him အရာကသူ့အတွက်အရန်ကို ကြီးနေခဲ့တယ်အဲ့ဒီက it ဒါမှမဟုတ်လို့ရှိရင် was ကိုကျွန်တော်တို့ it ကိုကျွန်တော်တို့က that ဒါမှမဟုတ် which နဲ့ပြန်ပြီးတော့ relative clause အနေနဲ့သုံးမယ်ဆိုတော့ id it ကတော့ထိုးရသည့်၎င်းကိုပြောတယ်ဒီမှာ that ကကြတော့ထိုးအရာသည်ဒါမှမဟုတ် which ကလည်းထိုးအရာသည်လို့ပဲပြောတာမျိုးပေါ့နော်အဲ့တော့တစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင် jack was wearing a hat ်ဂျက်ကတော့အုတ်ထုတ်တလုံးကိုဝစ်စင်နေခဲ့တယ်။ that ဒီ that ကကြတော့ဘာကိုပြန်ပြောတာလဲပဲဆိုတော့ရှိရ HD head ကိုတုံးတယ်။ထိုးရာတီဆိုတာကိုပဲပြန်ပြောတယ်။ that was too big for him သူ့အတွက်အရန်ကြီးနေခဲ့တဲ့အုတ်ထုတ်တလုံးကို ဝစ်စင်ထားခဲ့တယ်။ဒါမှမဟုတ်ရှင်ကျွန်တော်တို့ that နေရာမှာ which ကိုတုံးလဲရပါတယ်။တတ်မဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ that ဒါမှမဟုတ် which ကိုတုံးလို့ရတယ်။ကြိုက်တာကိုတုံးလို့ရပါတယ်။ အဲ့ဆိုရင် B ကိုတစ်ချက်ကြည့်လိုက်ရအောင် B မှာတော့ who is for people who ကတော့လူတွေအတွက်ဖြစ်တယ်ဒါကတော့ရှင်းရှင်းလေးပါ who ဒီမှာတော့ who ကဘယ်သူလဲမဟုတ်တော့ဘဲနဲ့ထိုသူသည်ဆိုတဲ့အတိပ္ပာယ်ရောက်ပါမယ်နော် example လေးကြည့်မယ်ဆိုရင် a thief is a person a thief တကောဆိုတာကတော့လူတယောက်ဖြစ်တယ် who steals things who ထိုသူကတော့ steals things အရာဝတ္ထုတွေကိုခိုးတဲ့သူပါတဲ့ ောက်တစ်ကြောင်းမှာဆိုရင်တော့ Do you know anybody? တင်းတစုံတယောက်ကိုများသိသလား Who ထိုးတစုံတယောက်က can play the piano piano တီးတက်တယ်သူတဲ့သူအဲတင်း piano ပြီးတီးတက်တယ်သူတစုံတယောက်ကိုများသိသလားပေါ့နော်မြန်မာလိုချောနေအောင်ပြန်မယ်ဆိုရင်တော့ဒီလိုဖြစ်ပါမယ်နောက်တစ်ခုကတော့ The man who phoned the man လူတယောက် who ထိုလူကဖုန်းဖုန်းဆက်ခဲ့တဲ့လူတယောက်ဒီဟာအဲ့တော့ကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီတစ်ခုလုံးက subject ဖြစ်မယ်ဒါမှမဟုတ် noun ဖြစ်မယ်နော် didn't give မပေးခဲ့ပါဘူး his name သူ့ရဲ့နာမည်ကိုမပေးခဲ့ဘူးသူ့ရဲ့နာမည်ကိုမပြောခဲ့ဘူး okay နောက်တစ်ကြောင်းကြည့်မယ်ဆိုလို့ရှိရင်နော် the people who the people လူတွေတဲ့ who ထိုသူတွေက walk in the office ရုံးမှာအလုပ်လုပ်တဲ့လူတွေထို့သူတွေက are very friendly အရန်ကိုဖော်ယူတယ်ခင်မမို့ကောင်းလဲဒီမှာဆိုလို့ရှိရင်လေကျွန်တော်တို့က DI တစ်ခုလုံးက subject ပါပဲဒါမို့ noun တစ်ခုပေါ့နော် okay အဲ့တော့အောက်မှာ C မှာကြည့်မယ်ဆိုလို့ရှိရင်နော် that is for things or people that ကတော့ကျွန်တော်တို့ things အတွက်လည်းသုံးတယ် people အတွက်လည်းသုံးတယ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်နော် an airplane is a machine airplane လင်းပြန်ကတော့ is a machine ဆက်တစ်ခုဖြစ်ပါတယ် that ထိုဆက်သည် flies ပြန်တန်းသည်ရဲ့လင်းပြန်ကတော့ပြန်တန်းတဲ့ဆက်တစ်ခုဖြစ်ပါတယ်မြန်မာလိုချောနေအောင်ပြန်မယ်ဆိုရင်တော့လင်းပြန်ကတော့ပြန်တန်းတဲ့ဆက်တစ်ခုဖြစ်ပါတယ်အကယ်၍အဲ့လိုမှမဟုတ်ဘူးစာအတိုင်းဒီစာအတိုင်းတည်းပြီးပြန်မယ်ဆိုလို့ရှိရင်တော့ an airplane is a machine လင်းပြန်ကတော့ဆက်တစ်မျိုးဖြစ်ပါတယ် that ထိုဆက်သည် flies ပြန်တန်းပါသည်ဆိုပြီးတော့အတိပ္ပယ်ရပါမယ်နောက်တစ်ခုကတော့ Emma lives in a house Emma ကအိမ်တစ်လုံးတော့နေတယ် that is 400 years old ထိုအရာသည်နှစ်ပေါင်း400ကြာမြင့်ပါပြီ or တက်တန်းရှိပါပြီ so ဒါမှမဟုတ်ချောနေအောင်ပြန်မယ်ဆိုရင်တော့ Emma ကတော့တက်နှစ်ပေါင်းဒါမှမဟုတ်တက်တန်း400ရှိတဲ့အိမ်တစ်လုံးထဲမှာနေပါတယ် ောက်တစ်ချောင်းမှဆိုလို့ရှိရင်เนาะတတိထားပါဒီမှာတော့ people ဆိုပြီးမှကျွန်တော်တို့ that နဲ့လည်းသုံးလို့ရပါတယ်ဒါပေမဲ့လုံးဝအခြေခံကြကြရေဘူးရအဖြစ်ပြောမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ကလူကိုဖူးနဲ့သုံးတာပဲများပါတယ်ဖူးနဲ့ပဲပုံမှန်အဖြစ်သုံးတယ်ဒါမှမဟုတ်အများအဖြစ်သုံးတယ်အဲ့တော့ဒီမှာကြည့်မယ်ဆိုရင် the people လူတွေတဲ့ that ဒီလူတွေက work in the office ရုံးထဲမှာလုပ်လုပ်တဲ့သူတွေက are very friendly အရန်ကိုခင်မောကောင်းတယ်ဖော်ရွေးတယ် အောက်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်လေ you can use that for people that ကိုလူတွေအတွက်သုံးလို့ရတယ် but who is more usual who ကိုသုံးတာကတော့ပို့ပြီးတော့ပုံမှန်ဖြစ်ပါတယ်ဗောနော် usual မကြာခဏဖြစ်တယ်ပုံမှန်ဖြစ်တယ်ဒီမှာဆိုလို့ရှိရင်နော် wish is for things wish ကတော့အရာဝတ္ထုတွေအတွက်ဖြစ်ပါတယ် not people လူတွေလုံးဝမသုံးတော့ဘူးနော် that ကတော့တခါတည်းသုံးလို့ရကောင်းရတယ်မြင်ဒါပေမဲ့ wish ကတော့လူတွေအတွက်လုံးဝမသုံးဘူး ဲ့တော့ရှင်းရှင်းလေးပဲမှတ်လိုက်ပါဘူးဆိုလို့ရှိရင်လူတွေအတွက်သုံးပြီးတော့ that ဆိုလို့ရှိရင်အဲကျန်တဲ့အရာတွေအတွက်သုံးတယ်တစ်ချက်ကြည့်ရအောင် an airplane is a machine airplane ဆိုတာကတော့ machine တစ်ခုဖြစ်တယ် which flies ထို့အရာသည်ပြန်တန်းသည်နောက်တစ်ကြောင်းမှာလည်း amma lives in a house amma က interlon နဲ့မှာနေတယ် which to in the is ဖြစ်သည်400 years old နှစ်ပေါင်း400တတန်းရှိသည် do not use the wish for people wish ကိုလူတွေအတွက်မသုံးပါဘူးတဲ့ do you remember the woman do you remember the mamila the woman လူမျိုးသမီးတူမှတ်မိလား who was playing the piano at the party who ထိုသူက was playing the piano piano ကိုတီးနေခဲ့တယ် at the party ပါတီပွဲမှာအဲ့တော့ပြန်ပြီးတော့ချောင်းအောင်ပြန်မယ်ဆိုရင်နော်ပါတီပွဲမှာ Piano, Look at ပီယနိုတီးနေခဲ့တဲ့အမျိုးသမီးကိုသင်မှတ်မိသလားဒီလိုဖြစ်သွားပါမယ်။ Okay Ira, အဲ့တော့ကျွန်တော်တို့ exercise One hundred one point one. So, choose from the boxes and write sentences box တွေကနေပြီးတော့ရွေးပြီးတော့စာကြောင်းလေးရေးပေးပါ။ a is a person who blah 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 So, no, ဆိုတော့ဒါကတော့လူတစ်ယောက်ဖြစ်တယ်သူကတော့ဆိုပြီးတော့ use a dictionary if necessary လို့အဲ့လို့ရှိရင် dictionary သုံးပါ okay ကျွန်တော်တို့မသိတဲ့အရာမျိုးတွေပေါ့နော်ကြည့်လိုက်ရအောင် a thief တခုတရာ a butcher တာတတမ a musician ဂီတပညာရှင် a patient lunar a dentist သွားဆရာဝန် a fool a you a genius ဉာဏ်ကြီးရှင် a liar လိမ်ပြောတဲ့သူလူလိမ်ပေါ့ so number 1မှာဆိုရင် a thief is a person တခိုးဆိုတာကတော့ is a person လူတစ်ယောက်ဖြစ်တယ်။ who ထို့သူကတော့ steals things ပစ္စည်းတွေကိုခိုးပါတယ်။ number 2 ah sorry အဲ့တော့ဒီဘက်မှာတစ်ချက်ကြည့်အောင် doesn't tell the truth အမှန်ကိုမပြောဘူး take care of your teeth သင်ရဲ့သွားတွေကိုဂရုစိုက်ပေးတယ်။ is very intelligent အရင်ကညံကောင်းတယ်။ plays a musical instrument အဲပစ္စည်းတစ်ခုခုကိုဂီတပစ္စည်းကလေးတစ်ခုခုကိုတီးခတ်တယ်။ နောက်တစ်ခုမှာတော့ is ill in hospital အဲဆေးအဆေးရုံမှာဖျားနေတဲ့လူနောက်တစ်ခုကတော့ steal things အရာဝတ္ထုတွေကိုခိုးတယ်ပစ္စည်းတွေကိုခိုးတယ် does stupid things မိုင်းယူမိုက်တဲ့အရာတွေကိုပြုလုပ်တယ်နောက်တစ်ခုကတော့ sells meat အသားရောင်းတယ် okay အဲ့ဒါတော့ကျွန်တော်ကြည့်ကြည့်အောင် A butcher is a person. Butcher ဆိုတာကတော့တာသတမဆိုတာကတော့ is a person လူတယောက်ဖြစ်ပါတယ်။ အဲ့လူကတော့ဆိုတော့လူဆိုတော့ who နဲ့ဆက်မယ် relative clause မှာ who နဲ့ဆက်လိုက်ပြီးတော့အဲ့လူကဘာလို့လဲဆိုရင် sells meat အသားရောင်းပါတယ်ဆိုတော့ food store ချမယ် okay နံပါတ်3ကိုကြည့်ကြည့်အောင် a musician နဲ့ guitar ပညာရှင်ဆိုတာကတော့ဘာဖြစ်မလဲဆိုတော့လူတယောက်ပဲလေအဲ့တော့ is a person အဲ့လူကတော့ဆိုတော့ who plays a musical instrument full stop အဲ့လိုဖြစ်ပါမယ်အဲ့တော့4နဲ့80ထပ်ပြီးတော့စူးစမ်းကြည့်ပါဦး 101.2ကြည့်ကြအောင် make one sentence from two နှစ်ကြောင်းကနှစ်ခုကနေပြီးတော့ make one sentence စာတစ်ကြောင်းလုပ်ပါနောက်နှစ်ခုကစာတစ်ကြောင်းလုပ်ပါဆိုတော့နှစ်ကြောင်းကနေတစ်ကြောင်းပြုလုပ်ခိုင်းတာပေါ့နော်နံပါတ်1မှာကြည့်မယ်ဆိုလို့ရှိရင်နော် a man phoned လူတစ်ယောက်ကဖုန်းဆက်တယ် he didn't give his name သူ့ရဲ့နာမည်ကိုမပေးခဲ့ဘူးအဲ့ဒီတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် ဒီဆက်တဲ့လူကတိတ်ချသွားပြီဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ A ကနေပြီးတော့ D နဲ့ရေးလိုက်တယ်။ပထမတော့လူတစ်ယောက်ဆက်တယ်ဘယ်သူမှမသိဘူး။ဒါပေမဲ့အခုပြောမယ့်ဟာကကြတော့နာမည်မပေးသွားတဲ့ဖုန်းဆက်တဲ့လူဆိုတော့ဒါတိတ်ချသွားပြီဆိုတော့ D နဲ့တုံးလိုက်တယ်။ The man The man who phoned The man လူကြီးတယောက် who phoned ဖုန်းဆက်ခဲ့တဲ့လူတယောက်က didn't give his name သူ့ရဲ့နာမည်ကို မပေးခဲ့ဘူး။ โอเคနံပါတ်2မှာကြည့်မယ်ဆိုလို့ရှင်เนาะ A woman opened the door မြို့သမီးကတကားကိုဖွင့်ခဲ့တယ်။ She was wearing a yellow dress. သူမကအဝါရံဝတ်စုံကိုဝတ်ဆင်ထားခဲ့တယ်။နေခဲ့တယ်ပေါ့။အဲ့တော့ဟုတ်ပြီ။ The woman မြို့သမီးတယောက်ဒီအမျိုးသမီးပေါ့နော်မြို့သမီးတယောက်ပေါ့ဒီအမျိုးသမီးသူကတကားပေါက်ကိုဖွင့်လိုက်တယ်ဆိုတော့တကားပေါက်ကိုဖွင့်လိုက်တဲ့အမျိုးသမီးဆိုလို့ရှိရင် The woman who opened the door ပရင်ဘောက်တကားဘောက်ကိုဖွင့်လိုက်တဲ့အမျိုးသမီးက Hawaiian with song ကိုဝတ်ဆင်ထားတယ်ဆိုတော့ was wearing a yellow dress ဖြစ်သွားမယ် okay အဲ့တော့အောက်က3နဲ့4ထပ်ပြီးတော့ဖြည့်ကြည့်ပါဦး point 3မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်เนาะ right who of which who ဘယ်သူလဲ which ဘယ်အရာလဲကိုရေးပါတဲ့ number 1မှာဆိုရင် I met a woman ကျွန်တော်ကအမျိုးသမီးတစ်ယောက်ကိုတွေ့ခဲ့တယ် who can speak six languages ထို့သူက can speak ပြောနိုင်တယ် six languages ဘာသာစကား6မျိုးကိုပြောနိုင်တယ်အဲ့တော့ရှင်းရှင်းလေးပါလူဆိုရင် who ကိုထည့်မယ်တက်မယ်ဆိုရင် which ကိုထည့်ရအောင်ပါပဲနံပါတ်2ကြည့်လိုက်အောင် what's the name of the man okay လူဆိုလို့ရှိရင်တေးကြတယ် what is the name of the man အဲနမည်ဒီလူရဲ့နမည်အဲ့လူက has just started work in your office တင်းရဲ့ရုံးမှာအလုပ်စပြီးတော့လုပ်နေခဲ့တဲ့လူဆိုတော့စတင်လုပ်ထဲ့လူဆိုတော့အခုလည်းနေအလုပ်စလုပ်တဲ့လူဆိုတော့လူဆိုတော့ပြောတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဟိုးထဲ့ရုံမှာပဲနံပါတ်3မှာကြည့်လိုက်မယ်ဆိုလို့ရှင်နော် What's the name of the river? Okay. River ရဲ့နာမည်ဆိုတော့တေချာ River ဆိုတာလူမဟုတ်ဘူး။အဲ့တော့ wish ဖြစ်သွားပါမယ်။ Wish flows through the town. မြို့ကိုဖျက်တမ်းပြီးတော့စီးစင်းနေတဲ့ညစ်ရဲ့နာမည်ကဘာလဲ Okay အဲ့တော့ဂျန်တဲ့ဟာလေးကိုလည်းဖြည့်ကြည့်ပါအောင်4နဲ့9ဒီပေါ့ Okay အဲ့တော့101.4ကြည့်မယ်ဆိုလို့ရှိရင်တော့ right or wrong မှန်လားမှားလား correct the mistakes အမှားတွေကိုပြင်ပေးပါ Number 1မှာဆိုလို့ရှိရင်တော့ a thief is a person တကူဆိုတာကတော့လူတယောက်ဖြစ်တယ် wish ထိုးအရာတွေဖြစ်နေထိုးအရာတွေမဟုတ်ဘဲနဲ့ထိုးသူတွေလို့ပြောရမှာဆိုတော့ who ဖြစ်ကမှာ အဲ့တော့ဒီမှာ who ဖြစ်သွားပါမယ်။နံပါတ်2ကြည့်မယ်ဆိုရင်နော် an airplane is a machine ပလေးမြန်ဆိုတာကတော့ machine တစ်ခုဖြစ်တယ် that ထို့အရာသည် fly ပြန်တန်းသည်ဆိုတော့ okay နံပါတ်3ကိုကြည့်မယ်ဆိုရင် a coffee maker is a machine coffee maker ဆိုတာကတော့စက်တလုံးဖြစ်ပါတယ် who ထို့သူသည် makes coffee coffee လုပ်တယ်ဆိုတော့ okay အဲ့တော့ဒီမှာ coffee maker က machine ဖြစ်ပါတယ်ဆိုမှထို့သူသည်လို့ပြောလို့မရတော့ဘူးဆိုတော့ကျွန်တော်တို့ဒီမှာကြိုက်တာတစ်ခုထည့်ပြီးလို့ရပါတယ် that of which ကြိုက်တာတခုထည့်ပြီးလို့ရပါတယ်။ဆိုတော့ for ကြည့်အောင်။ What has happened to the money that was on the table? So ဒီဇပွဲပေါ်ကပတ်စံนี่ဘာဖြစ်သွားသလဲ? Money ဆိုတော့ပတ်စံ။ that ထိုအရာတွေဆိုတော့ okay ပေါ့။ဆိုတော့ဒီ unit ကနေပြီးတော့လေတခုခုအကျိုးရှိတာလေးလေ့လာနိုင်မယ်လို့မျှော်လင့်ပါတယ်။ Have a nice day. See you on next unit. Stay strong, stay safe. Bye bye.